မင်္ဂလာပါခင်ဗျာရွှေညောင်မြေ channel ကနေကြိုဆိုပါရစေဟုတ်ကဲ့ခင်ဗျာလူတိုင်းရဲ့ဘဝမှာအခက်အခဲဖြစ်တဲ့ချိန်အခွင့်အလမ်းရသည့်ချိန်တစ်ချိန်တည်းမှာပဲကံပြောင်းနိုင်တဲ့အချိန်ကလည်းရှိတတ်ပါတယ်မိတ်ဆွေကတနည်းနေတာဖြစ်စီတနင်္လာအင်္ဂါဘုရားကြာတာပြီးတောက်ကြစနေစတဲ့ညီရီနေတာပင်ဖြစ်စီတကယ်တမ်းကံကောင်းမယ်နေ့ရယ်ဆိုတာစဉ်းစားထားဘူးပါသလားဒီနေ့မှာတော့ရွှေညောင်မြေ channel ကနေဘီရင်လက္ခဏာပညာနဲ့ ံပီးယားသူတွေဒီဆရာကြီးဦးမြတ်ဆိုင်ရဲ့မျှဝေပေးမှုရခလေးသားသမီးတိုင်းအတွက်နေရလိုက်ကံကောင်းလို့ကံပြောင်းနိုင်မဲ့နေရများကိုတိကျပြတ်သားစွာနဲ့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီဟောဇရမှာပါဝင်တဲ့နေရတွေကမိတ်ဆွေအတွက်အစာပြုဖို့လုံရအောင်မြင်ဖို့ဘဝတည်းတစ်ခုစဖို့တံပိုးကြီးတဲ့အချိန်တွေဖြစ်အသုံးချနိုင်မှာပါဒီချိန်ကစားပြီးတနေ့ချင်းတခဏချင်းကိုတံပိုးထားပြီးနားထောင်လိုက်ကြရအောင် နှစ်သားသမီးအားလုံးအေးပြာကြီးဝေးကွာကြပါသည်စိတ်တော်ကအပူကြီးမှလည်းပြင်ဝေးကြပါသည်တောဘိကန္ဒရာကတန်တနာကဟောကကန္ဒရာကကကြီးသုံးမမကျော်လွှားနိုင်ကြပါသည်အခုလည်းဆိုတော့အခုဒီကာလကလည်းလူတိုင်းလူတိုင်းဟာအယူမီဝိုင်းတကယ်တို့အပူတော်ကကြီးနဲ့တော့ကပြပါရတယ်ရှင်းနေကြတဲ့ကာလဖြစ်တာဖြစ်တဲ့အတွက် ဆွေးဆင်းရမှုတွေကိုယ်ဆင်းရမှုတွေဖြစ်နေတဲ့ကာလဖြစ်တဲ့အတွက်ကြားထဲမှာတော့ကျွန်တော်တို့မကြခင်ဆိုရင်လဲကျွန်တော်တို့ရည်ကြီးရည်ချမ်းမှုတွေကလည်းအချို့နေရာတွေလည်းဖြစ်နေပြီပေါ့ဗျာနော်အဲ့တော့တချို့ကြတော့လဲကံတရားရဲ့လေသားခြင်းကိုခံရတာဖြစ်တဲ့အတွက်တိုက်ဘွားနေတဲဘွားရောက်တဲ့ဘွားတွေလူတိုင်းလူတိုင်းဟာအပူနဲ့ကိုဖြစ်နေတဲ့ကာလဖြစ်နေကြကျွန်တော်တို့ရှေ့မှာပြောခဲ့သလိုပဲ ပင်လေကြီးထဲမှာသမောပြတ်တယ်လို့ကိုမှရှိတဲ့ပေါကွင်းလေးကိုသူများကိုမပေးနိုင်တဲ့ကာလဖြစ်တဲ့အတွက်ပေါ်ပူနဲ့ကိုတော့လူတန်းရှိကြတာပေါ့ဗျာအကြောင်းလဲစေတော်ကဘူးကြီးကပြင်ဝေးကြပါသေးကြောင်းရွှေညာမြေချန်ထဲမှာတစ်ဆင့်ဆရာကြီးဦးမြတ်ဆန်ကစုမောင်းတော်အပ်ပါတယ်ဟုတ်ကဲ့ဒါပေမဲ့လေအချိန်ကာလအရဘူးဆိုတာကကံမဲ့ဘလောက်ပဲဆူဆူကံဒီပဲဘလောက်ပဲညံ့ညံ့ ံကောင်းတဲ့အချင်းဆိုတာရှိပါတယ်ဗျဟုတ်ကဲ့အဲ့လိုကံကောင်းတဲ့အချင်းကံပြောင်းတဲ့အချင်းတွေကိုလေမိတ်ဆွေများကဒီလိုတော့အင်မတန်လိုပါတယ်ခင်ဗျာနော်အရင်ပညာရှင်အသိပညာရှင် အတတ်ပညာရှင်များကတော့ပြီးပါတယ်ခင်ဗျာနော်အဲကြောင့်မလို့ဤတွင်ဝါသနာအိုးဤတွင်မေးကြတဲ့ပေးတဲ့များလေဒီလိုတော့အင်မတန်ရည်ကြီးပါတယ်ခင်ဗျာအကြောင်းမလို့ ်ကံတရားဆိုတာကညံများလို့မရဘူးဗျာနော်ဟုတ်ကဲ့ကံကောင်းရင်တစ်ချဲနော်အဲ့တော့ကံကောင်းရင်လည်းအချက်သေးပါခင်ဗျာကံကောင်းရင်လည်းပြန်ပြောင်းလို့မရတလို့ကံညံ့ရင်လည်းခံရဖို့လားပြင်တော့ပါအေးကံမရရင်လည်းအံ့ကြတတ်တော့ဘူးဗျာနော်အတိတ်ကံကိုကြွေးရရှိရင်လည်းကျွန်တော်တို့ပြေးဆက်ရမှာတော့ဓမ္မတာပေါ့ဗျာဘာလို့လဲဆိုတော့သုံးလောကထွတ်တာ ညဖရားတောင်မှာပဲအတိတ်ကံဝကျွေးတွေရှိခဲ့လို့လေးတင်ကြီးနဲ့ကဘာတသိမ့်မှာเนาะကျွန်တော်တို့အင်းရတဲ့ဝကျွေးတွေရာလောကရဲ့အထုတ်တဲ့ဖြစ်တဲ့တရားဖြစ်မှာတော့ပြစ်ဆက်ရပြီပါဒါဝိဘက်တော်စနပါမှာတသည်တာရကရှိပါတယ်ခင်ဗျเนาะဒါကြောင့်မလို့ဥရုသင်လူသားများဟာကံဝကျွေးတွေရှိရင်ပြစ်ဆက်ကြရတာဓမ္မတာပေါ့ဗျာဒါပေမဲ့ဘာမှစိတ်ဓာတ်ကြเสียစိတ်ဆင်းရဲเสียမရှိပါဘူးဗျเนาะ ကိုလဲသွားတာကိုပြန်မထရင်တာကိုဘဝကြာဆုံးခြင်းလို့ခေါ်ပါတယ်လဲပြန်တာဒါဘဝပါပဲခင်ဗျာနော်အကြောင်းမလို့ကိုဘဝကိုကံကောင်းခြင်းနဲ့ကံပြောင်းခြင်းနဲ့ဆိုရင်ကံကောင်းစီတဲ့အချိန်ကံကောင်းစီတဲ့နေ့ကံကောင်းစီတဲ့အချိန်ကားတွေဒီလိုတော့ဒူတာပေါ့ဗျာအဲ့ဒီနေ့အဲ့ဒီအချိန်ကားအဲ့ဒီနေ့အဲ့ဒီရက်ဒီမှာတော့ကံကတော့ကောင်းပြီသို့ပါတော့ညလဲကိုကအိပ်ပျော်နေတယ်ဆိုရင်လည်း ကိုကန်တော့ကောင်းတဲ့အခြေကိုမမီလိုက်ပဲနေမှာပေါ့ခင်ဗျာနော်အဲကြောင့်မို့ကန်ဆိုတာကပါဠိဆိုတဲ့သက္ကပြက်ကလာတာပါခင်ဗျာနော်ဟုတ်ကဲ့ကာမဆိုတဲ့ပါဠိသက္ကပြက်ကလာတာဖြစ်တဲ့အတွက်ဒီလိုချင်းအတိတ်ပဲကြားပါလေလဲတဲ့လူကပြန်ထားဖို့လိုပါတယ်ခင်ဗျာနော်အေးရပဲပြက်ပြက်နော်ဆိုင်ငယ်ပဲပြက်ပြက်ကားပဲပြက်ပြက်ကျင်လိုက်ရင်ခဏပါပြက်အစဉ်ပြက်ခဏဆိုတာလေရှိတာဘူးပြက်နော်အဲကြောင့်မလို့ မိမိကိုယ်နိုင်ကသွားပါပြီကွာငါဘောကတော့ဟလာတသက်လုံးနလန်မထူတော့ပါဘူးလို့ထင်တဲ့လူများအဲ့ဒီတိုင်သွားမယ်ဆိုရင်တော့လေအဲတော့မှနလန်မထူပါဘူးခင်ဗျာလဲနေတဲ့လူကလည်းပြန်မထားသေးတော့အဲတော့မှမတ်တမရနိုင်တာဓမ္မတာပေါ့ဗျာအကြောင်မလို့လဲပြန်ထားပါနော်ပြီးလို့ရှိရင်အောက်ကိုကြားပြီဆိုရင်လည်းပြန်တက်ဖို့ကြိုးစားပါဘလောက်ပဲနေနေကိုယ့်ရဲ့စိတ်ဓာတ်ကအရေးကြီးဆုံးပါခင်ဗျာနော်အကြောင်မလို့စိတ်စိတ်တသိတဲ့နော်ဒါကြောင့်မလို့စိတ်က အမြင့်ကိုမှန်းထားတယ်ဆိုရင်လဲရင်ပြန်ထားဖို့တော့လိုပါလိမ့်။ကံဒီပဲဘလောက်ပဲညံ့ညံ့ဘလောက်ပဲကံဒီမကောင်းကောင်းကံကောင်းတဲ့အချိန်ကံပြောင်းတဲ့အချိန်လေးတွေအချိန်ကာလေးတော့ခဏဆောင်ဖို့ဗျာ။ကံကောင်းတဲ့အချိန်မှာကံပြောင်းတဲ့အချိန်မှာနော်လူတွေကဒီနေ့တရားမှမရှိဘူး။နောက်ရက်မှဆိုရင်ဒီပေါက်လို့ချမ်းသာသွားတဲ့လူတွေလောကမှာဒုနဲ့ဒီပါခင်ဗျာ။ဟိုနေ့တူသွားပဲဒီနေ့စားစရာ မရှိဘူး။နောက်တစ်နေ့ဒီပါကအမွေပေးလိုက်လို့ တိန်ထောင်နဲ့တောင်းနဲ့ချီပြီးရသွားပြီးတော့ကြီးဝချမ်းသာသွားတဲ့လူတွေလည်းအများကြီးပါခင်ဗျာနော်ပုရုသေလူသားတွေဟာဆင်းရဲတန်ကိုတော့အလူလဲခံနိုင်ကြီးရှိကြပါတယ်ခင်ဗျာချမ်းသာတဲ့တန်တာမကန်နိုင်ကြတော့ဒါကလည်းဓမ္မတာပဲလေလူတိုင်းလူတိုင်းဟာတောင်ထိပ်တောင်ပြားကိုတက်ချင်ကြတာဓမ္မတာပါခင်ဗျာအဲ့ဒီတောင်ထိပ်ကိုရောက်တဲ့အခါမှသာလေကြာကြာရက်ဖို့အတွက်အင်မတန်ခက်ခဲတာပါနော်တောင်ထိပ်ကို ရောက်လို့တက်เสียမှရှိရင်လေ ပြန်ဆင်းရတာတဘာဝပဲလीအဲကြောင့်မလို့ကြာကြာနေခြင်းနဲ့ဆိုရင်တောင်ထိပ်ကိုရောက်ရင်မောမယ်အဲ့တော့အောက်ကတိုင်းကျွန်တော်တို့ရေဘူးလေးဆောင်းသွားရင်တော့နည်းနည်းသူများနဲ့ဆိုင်ကြာကြာနေလို့ရတာပုံနည်းတူသွားပြီအပူချိန်ပြင်းမှဖြစ်တဲ့အတွက်ဆောင်းစရာအုတ်တုတ်ကလေးကြီးကလေးပါသွားရင်လည်းတောင်ထိပ်မှာကြာကြာနေနိုင်တာပေါ့ဗျာကိုယ့်ရဲ့အကျင့်သီလတမာရီသိက္ခာလို့ခေါ်တယ်ဆောင်းစရာလေးတွေဆောင်းသွားရင်တော့အမြင့်မှာကြာကြာနေရတာပုံစံပေါ့ဗျာနော်အဲကြောင့်မလို့ အမြင့်ကိုရောက်ပြီဆိုပြီးလဲဝမ်းသာစရာမရှိတယ်လို့နေနေတယ်ဆိုပြီးတော့လဲစိတ်ဓာတ်ကျစရာစိတ်ဆင်းစရာမလိုပါဘူးခင်ဗျ။နောက်ကံပြောင်းတဲ့အချိန်ကံကောင်းတဲ့အချိန်လေးကိုပြီးလို့တော့အင်မတန်အရေးကြီးပါတယ်နော်။အကြောင်းမလို့ကိုယ့်ရဲ့ကံကောင်းတဲ့အချိန်ကြီးကံပြောင်းတဲ့အချိန်မှာကျွန်တော်တို့တာမန်လူတွေကတော့မသိနိုင်ဘူးပေါ့ဗျာ။ကိုနည်းလူသာပဲတာမန်မျက်စိနဲ့ကြည့်ရင်လဲမသိနိုင်ပါဘူးခင်ဗျ။နော်။တာမန်မျက်စိနဲ့ကြည့်လို့ကတော့လန့်ခန်းလာပဲ မြင်မှာဖြစ်ပါတယ်သဒ္ဓမမျက်လုံးပိုင်ရှင်လို့ခေါ်တဲ့ပရောဟိတ်ပညာရှိအခုကိလို့ပြောရင်တော့ဘေးရင်ဆရာပေါ့ဗျာကျွန်တော်တို့ပညာရှိတွေကတော့သဒ္ဓမမျက်လုံးနဲ့ကြည့်တာဖြစ်တဲ့အတွက်လူပြောရဲ့ကံခံလာတော့မြင်ရပါတယ်ခင်ဗျာအကြောင်းမလို့လဲကိုယ့်ရဲ့ကံကောင်းမကောင်းကိုပရောဟိတ်လို့ခေါ်တဲ့ပညာရှိဘေးရင်ဆရာများစီမှာတိုင်မြင်မှာဆွေးနွေးပါခင်ဗျာနော်ဟုတ်ကဲ့ဆရာကြီးဦးမြတ်ဆောင်ကိုမြေ့ကျင်နေဆိုရင်တော့ ွှေညာမြေ channel မှာတစ်ဆင့်ကျွန်တော်တို့ဆက်သွယ်မြင်းမြန်းလို့ကြပါဆွဲကြောင်းကြော်ညာလေးလည်းဝင်ပြရစီနော်ကိုနေတူသာပဲနော်ကျွန်တော်တို့နေ့တနေ့မှာပေါ့ဗျာကျွန်တော်တို့စနေသားသမီးများပေါ့နော်စနေသားသမီးများဟာကိုယ့်ရဲ့အောင်မြင်စီတတ်တယ်လူရဆန္ဒတွေပြေဝစီတတ်တယ်ဆိုရနေ့ရတော့နော်စနေသားသမီးများဟာအင်္ဂါနေ့မှာကိုယ့်ရဲ့အကျံစီတွေအလုတ်ကန်တွေကိုလုတ်ပါခင်ဗျအောင်မြင်စီတတ်ပါတယ်ခင်ဗျနော်စနေသားသမီးများဟာ ်အင်္ဂါနေ့မှာကျွန်တော်တို့အကြံစီတွေပြုလုပ်ပါလူရဆန္ဒတွေပြေဝစီတတ်ပါလေခင်ဗျာနော်ဟုတ်ကဲ့အရာရာအောင်မြင်နေတဲ့ဆိုရင်တော့အင်္ဂါနေ့မှာလုပ်ပါဗျာတို့မှမဟုတ်စီဝါရေးစက်တူရှယ်ယာကိစ္စအစုရှယ်ယာကိစ္စနော်အခုမှစတင်ပြီးတော့စီဝါရေးနဲ့တီတောင်မှာဖိုင်းဖို့တင်ပါလုပ်ငန်းတွေတိုးချက်မှာဆိုရင်တော့တောက်ကြနေ့မှာလုပ်ပါခင်ဗျာစနေသားသမီးများတောက်ကြနေ့မှာစီဝါရေးကိစ္စတွေလုပ်ပါနော်အမှုကင်းကိစ္စတို့နော်ကျန်တဲ့ရေရာကိစ္စတို့အစီရင်ကိစ္စတို့လုပ်မယ်ဆိုရင် အင်္ဂါနေ့မှလုပ်ပါခင်ဗျစီးပွားရေးကိစ္စတွေလုပ်မယ်ဆိုရင်တော့စနေသားပြင်းများဟာတောက်ကြနေ့မှလုပ်ပါခင်ဗျနော်ထုံနေတူစွာပဲကျွန်တော်တို့အိမ်တော်ရေးကိစ္စချင်းမူရေးရလူငယ်များအတွက်အခြေရေးပေါ့ဗျာအဲ့ဒီလူမျိုးအခြေရေးကိစ္စတွေအိမ်တော်ရေးကိစ္စတွေမိသားစုကိစ္စတွေအုပ်စုကိစ္စတွေလုပ်တော့မယ်ဆိုရင်တော့စနေသားပြင်းများဟာတနင်္လာနေ့မှပြုလုပ်ပါခင်ဗျနော်တနင်္လာနေ့မှအင်တော်ရေးကိစ္စတွေပုံစံနဲ့ကိစ္စတွေအခြေရေးလောက်တော့မယ်ဆိုရင်တနင်္လာနေ့မှာ ပြုလုပ်ရင်တော့ကိုယ့်ရဲ့အိမ်တော်ရဲ့အခြေရေးတွေအောင်မြင်စေတတ်တယ်လို့ကျန်းအကူအကားတွေရှိပါတယ်ခင်ဗျာအကြောင်းမလို့ဆရာကြီးဦးမြတ်ဆန်တို့ကတော့ကျန်းကိုထောက်ပြီးလမ်းပေါ်ပေးတာဖြစ်ပါတယ်မိမိတို့ရဲ့စိတ်စိတ်တသိလို့ပဲယုံကြည်မှုကလည်းအင်မတန်ရေးကြီးပါတယ်ခင်ဗျာဆရာကြီးဦးမြတ်ဆန်တို့ရှင်ညာမြေ channel ကတင်ဆက်ပေးကြတဲ့ကျွန်တော်တို့ပညာရအများကိုတည်တည်ချာချာလိုက်လံပြီးတော့ပြုလုပ်မယ်ပြုလုပ်လှုပ်ဆောင်မယ်ဆိုရင် ကိုယ့်ရဲ့အကျံစီတွေအောင်မြင်စေတတ်တယ်ဆိုတာလက်တွေ့တရကတွေလည်းရှိပါတယ်ခင်ဗျနော်ရှေ့ဆရာဆရာကြီးရဲ့အတက်ပညာကန်းတွေလည်းရှိပါတယ်ဒါကြောင့်မလို့မိမိတို့ရဲ့ကံကောင်းတဲ့အချိန်ကံပြောင်းတဲ့အချိန်လေးတွေတိတိကျကျသိပြီးလှုပ်ဆောင်ပြီးရောလိုရာဆန္ဒတွေပြေဝပြီးစိတ်တော်ကအပူကြီးမှာင်းအေးစွာဒီကြောင်းခொနည်းသားမိများအားရှင်ညာမြေ channel မှာပြင်ဆင်ဆရာကြီးဦးမြတ်ဆန်ကမြတ်တာကြီးလောင်း၍သုတော်မြတ်တာဟောတာအပ်ပါတယ် 阿龙多，你话比怎么样？给我省点力啊！加码、加大、加把力肯